အလုံးမမင်္ဂလာပါရှင်ဝါတရှိကတော့ယမင်းဂျပန်တန်တန်ချောင်းမှာဆ iam မယမင်းမင်းဖြစ်ပါရရှင်အခုဗီဒီယိုဖိုင်လေးကတော့ M4 ခန်းကြီးတွဲလုံးတင်ပေးမယ်6ဖိုင်မြောက်ဗီဒီယိုဖိုင်လေးပဲဖြစ်ပါရရှင်ကြည့်စပြီးတော့ကြည့်အောင်ပါ တွဲလုံးဆိုတဲ့အတိုင်းဒီတွဲလုံးလေးတွေကိုပဲအရင်ရှင်းပြပေးမယ်ပြီးတော့မှသူ့မှာပါဝင်တဲ့တလုံးချင်းစီတိုင်းကိုမူရင်းလေးကိုပြန်ပြီးတော့ provision ပြန်ပြီးမှဖြစ်ပါရဲ့ရှင်းအဲဒီ define လေးတွေမှာလေအတန်လေးတိုးနေတယ်ဆိုရင်နည်းနည်းလေးအတန်လေးချဲ့ပြီးတော့နားထောင်ကြည့်ပေးပါနော်အဲတိတ်ပြီးတော့အရင် file နေလောက်အများကြီးအတန်ချိန်နဲ့ဟိုအားနဲ့မှန်နဲ့မပြောဖြစ်လို့ပါနော်မပြောနိုင်လို့ပါကစားကြည့်လို့ရှင်နံပါတ်1ခန်းကြီးလေးက show ga so ကျောင်းသားတို့ဖတ်စာကို meaning နဲ့မှာဆိုရင် o show ga so နှစ်တက်ကူဆိုပြီးတော့ကြက်ဖူးလိုက်မယ်လीနော် ဒါဆိုဒီမှာကြည့်မေသူ့ရဲ့မူရင်းခန်းကြီးလေးကတာရာရှိရာမှန်ကန်သောတာရာရှိရာမှန်ကန်သောဒီခန်းကြီးလေးကလအမှန်ကန်တာနဲ့လနဲ့ပေါင်းရင်ထွက်လာတဲ့အဓိပ္ပာယ်လေးကနှစ်တကူဘလို့ကြီးလဲပေါ့နော်စဉ်းစားလို့ရှိရင်တွေးပြမေကျောင်းသားများတော့မသိဘူးတရှိကအကျင့်တစ်ခုရှိတယ်ဘာမကောင်းတဲ့အကျင့်ပေါ့နော်ဘာအကျင့်လဲဆိုလို့ရှိရင်ဆက်သချင်းရက်တည်ဆိုရင်ဥပမာကွာ လာတလာမှာတရက်နေ့ကကနအူးဆုံးလားအကျင့်တူရလို့လည်းရှီကောင်းရှိမယ်ထင်တယ်အဲ့လိုမျိုးတရက်နေ့မှာစပြီးတော့တကူးကူကိုလေအစ်စ်တကူးကိုစပြီးလှုပ်ချင်တယ်နှစ်ရက်နှစ်ရောက်သွားလို့ရှင်နည်းနည်းလေးဥမာ wait wait ရှော့မယ်ပေါ့အာငါ wait ရှော့တော့မယ်ငါဒီနေ့တရက်နေ့ကနေစာရေး wait ချတော့မယ်ကွာပေါ့တရက်နေ့မှာ wait မချပြဘူးနှစ်ရက်နေ့ဆိုတိတ်ပြီးတော့ဟင်ငါတော့တရက်ပုတ်သွားပြီဒီလာတော့မဟန်တော့တရက်ပုတ်သွားပြီအဲ့လို feeling မျိုးခဏခဏဖြစ်ဘူးတယ်နောက်တစ်ခုရှိသေးတယ် အလုပ်တစ်ခုလုပ်တော့မယ်ဆိုမကောင်းတဲ့အကျင့်တော့မကောင်းတဲ့တကယ်တော့လောက်ရတာပါပဲဒါပေမဲ့တစ်ခါလေးစိတ်ကပြင်းတဲ့အကျင့်ကိုပြောတာခါကျငါတနအီတိမှစတင်မယ်ပေါ့တနအီ9မိနစ်လောက်ဖြစ်သွားရင်ဟာ9မိနစ်တောင်ပုတ်သွားပြီဆိုပြီးတော့မကောင်းတဲ့စိတ်တဲ့ကိုယ့်ရဲ့အကြောင်းကိုပြောတာအဲ့တော့ဆိုလိုတာကဟိုဒါဟိုတင်နေမဲ့ချိန်မှာခေါင်းထဲမှာလေးဘာလေးတွေးမိလဲဆိုတော့ဒါမှန်ကန်တာဒါကလမှန်မှန်ကန်ကန်နေတော့မယ်လို့ဆုံးဖြတ်တဲ့လားကများသောအားဖြင့်နှစ်တကူပေါ့ဒါရှိလို့များသောအားဖြင့်ဆို Facebook မှာလေး post တင်ကြတယ်အော်ငါတို့ နှစ်တနှစ်တောင်ကုန်သွားပြီအဲနောက်နှစ်အစားအနေစပြီးငါတို့ဒီအကျင့်နေမကောင်းတာတွေမပြင်းမကောင်းတာတွေမလုပ်တော့ဘူးဘာလုပ်တော့မလဲညာလုပ်တော့မလဲရှောက်ရှုကြရတယ်ကွာများသောအားဖြင့်ကိုကနေစပြီးကိုကိုကိုပဲပြောလိုက်ပါမယ်အဲ့တော့ မှန်မှန်ကန်ကန်နေတော့မဲဆိုတာမှန်ကန်တာကိုမှန်မှန်ကန်ကန်နေတော့မဲလို့ပြောပြတဲ့လလောကငါညာဘက်ဒီအစာတွေသိမစားတော့ဘူးဝိတ်ချတော့မဲငါကြမ်းမရေးအတွက်ကောင်းအောင်နေတော့မဲငါဘာလို့တော့မှညာလို့တော့မှမှန်မှန်ကန်ကန်နေတော့မဲလို့ပြောပြတဲ့လကများသောအားဖြင့်နှစ်တက်ကူလာမှာနှစ်တက်ကူတဲ့အချိန်မှာပြောပြတာပုံများတဲ့နှစ်အစဆိုတဲ့စိတ်နဲ့အဲ့တော့မှန်ကန်တာနဲ့လနဲ့ပေါင်းရင်ထွက်လာတဲ့ဒိဗေကနှစ်တက်ကူဖြစ်သွားလို့ကိုကိုရဲ့အတွေ့အကြုံလေးနဲ့ပြပြလိုက်တာမှန်ရလွယ်အောင်မှန်မှန်ကန်ကန်နေတော့မဲလို့ပြောပြတဲ့လကနှစ်တက်ကူလာနောက်တစ်ခု ဒါကစာတင်နေဆိုတဲ့ခန်းကြီးဒီခန်းကြီးလေးကဘာသာရဲ့အတို့ N3 မှာဆိုရင်ဌာနဒီခန်းကြီးပါရင် N3 မှာဆိုဌာန N4 မှာဆိုဘာသာရဲ့ဒီမှာမြင်ရတယ်ဘာသာရဲ့မှာမြင်ရတယ်ဒါကကြတော့ရေးတာဒါကရေးတာဒါတလုံးနဲ့ဆိုစာတင်တာဒီခန်းကြီးကသူများနဲ့ပါရင်ဌာနတို့ပြီးဘာသာရဲ့တို့သိပ္ပံဘာသာတို့အဲ့ဒီမှာမြင်ရတဲ့ခန်းကြီးဒါကရေးတာအဲ့တော့ယူလိုက်မယ်ဆိုရင်စာတင်ကြပြီးမဲ့ ဘာသာရက်တွေရေးထားတာကဖတ်စာအုပ်ဖတ်စာအုပ်ဆိုတာကျောင်းသားကျောင်းသူများကိုတင်ကြားပေးဖို့အတွက်ဘာသာရက်များကိုရေးထားတဲ့ဟာကိုဖတ်စာအုပ်လို့ခေါ်ပါတယ်ဒီကန်းကြီးလေးကစုဝေးတာစုဝေးတာဒီကန်းကြီးလေးကကိုက်ညီတာအဲ့တော့စဉ်းစားကြည့်ရင်သူ့ရဲ့ထွက်လာတဲ့ဒိဗေကစုဝေးခြင်းဆိုတဲ့ဒိဗေ မတို့ကစုဝေးခြင်းဆိုမှတော့ခန်းကြီးကစုဝေးတဲ့ခန်းကြီးပါတယ်စုဝေးကြတဲ့ gathering လုပ်ကြတဲ့စုံကြတဲ့စုဝေးကြတဲ့ဆိုတာကိုယ်နဲ့ kait ညီတဲ့လူပဲစုဝေးတာဥပမာပြောလို့ရှိရင်ထားပါတော့ကွာအဲဘယ်လိုပြောမလဲစာအုပ်ဖတ်တာကြိုက်တဲ့လူတွေစုဝေးရင်စာအုပ်ဖတ်တာ library မှာစုဝေးကြတယ်ဆိုအဲ့ဒါကစာအုပ်ဖတ်တာကြိုက်တဲ့လူတွေအကြိုက်ချင်း kait ညီတဲ့လူတွေစုဝေးတာ ဖျားမှာစုဝေးကြတယ်ဥပမာကလပ်မှာစုဝေးကြတယ်ပြီးလို့ရှိရင်ဂိမ်းဆိုင်မှာစုဝေးကြတယ်စုဝေးကြတယ်ဆိုတာကကိုက်ညီတယ်လို့ဥပမာအမဆိုရင်ဂိမ်းစောတာမကြိုက်ဘူးဂိမ်းစောတာမကြိုက်တဲ့အတွက်ကြောင့်အတရှိကဂိမ်းဆိုင်မသွားဘူးဒါပေမဲ့ဒါဆိုလို့ရှိရင်ဂိမ်းဆိုင်မှာစုံရမယ်ဆိုရင်စုကြမယ်ဆိုအဲ့ဒါဂိမ်းစောတာကြိုက်တဲ့လူတွေစုဝေးကြတာဆိုလိုတာကစုဝေးကြတယ်ဆိုတော့စုဝေးတဲ့ခန်းကြီးပါတယ်စုဝေးကြတယ်ဆိုတာအကြိုက်ချင်းကိုက်ညီတဲ့လူတွေစုဝေးတာမလို့ကိုက်ညီတဲ့ခန်းကြီးပါတယ်နောက်တစ်ခုယဉ်ကျေးမှု ဒါလေးကဝက်ကြဝက်ကြစာကြောင်းဒါလေးကပြောင်းလဲတာဒါလေးတော့ဖြည့်ဆက်ပြီးတွေးပြလို့ရှိရင်ယဉ်ကျေးမှုအလိုက်ဆိုလိုတာကအင်္ဂလိပ်စာဆိုလို့ရှိရင်ကွာအဲအင်္ဂလိပ်စာဝက်ကြဖွဲ့စည်းပုံနဲ့မအားမြန်မာမြန်မာစာဝက်ကြဖွဲ့စည်းပုံဂျပန်စာဝက်ကြဖွဲ့စည်းပုံတွေကမတူဘူးလေအဲ့တော့ဝက်ကြဖွဲ့စည်းပုံတွေကပြောင်းလဲတယ်ပေါ့သူတို့ရဲ့ယဉ်ကျေးမှုအလိုက်ပေါ့ဝက်ကြဖွဲ့စည်းပုံတွေကပြောင်းလဲတယ်သူတို့ရဲ့ယဉ်ကျေးမှုအလိုက် ဒီခန်းကြီးလေးကရှိတာဒီခန်းကြီးကနာမည်အဲ့တော့နာမည်ရှိတယ်နာမည်ကြီးတယ်ဆိုတော့ဟဲ့အိုက်တယောက်ကနာမည်ကြီးတယ်ဆိုတော့လူကြားထဲမှာသူ့နာမည်လေးကရှိနေတာဆိုလိုတာနာမည်မကြီးလို့ရှင်သူ့နာမည်ကိုဘယ်သူမှသိမသိကြဘူးကွာအဲ့တော့ရှိတယ်အဲ့အိုက်တယောက်ကအိုက်မင်းသားနာမည်ရှိရနော်အဲ့ရုပ်ရှင်လောကမှာသူကနာမည်တစ်ခုရှိတယ်ဆိုလိုတာကလူတိုင်းတော့နာမည်ရှိတာမှန်တော့ညာလေး တကယ်တကယ်တော့နာမည်ရှိတော်တော့တမျိုးတို့တွေနာမည်ကြီးတဲ့သဘောပဲလေနော်လူတိုင်းကတော့မွေးကလေးကလူမမဟုတ်တိရစ္ဆာန်လေးတွေကဆိုနာမည်ရှိပြီးသားဒါပေမဲ့နာမည်ရှိတော်တော့တမျိုးအမတို့ကယူဆကြသေးတယ်အဲ तू ကဒီ तू တေးဥဆောင်လောကမှာနာမည်လေးတစ်ခုရှိလာပြီဒါနာမည်ကြီးတဲ့သဘောကိုပြောတာ तू ကပကြီလောကမှာနာမည်လေးတစ်ခုရှိလာပြီအဲ့ဒါနာမည်ကြီးတဲ့သဘောကိုပြောတာအဲ့ဒါကြောင့်နာမည်နဲ့ရှိတာနဲ့ပေါင်းရင်နာမည်ကြီးတာလို့လေယူဆလို့ရတယ်ဒီခန်းကြီးလေးကအထူး ဒါကလောတယ်အလှင်စလိုလုပ်တယ်လောတယ်အလှင်စလိုလုပ်တယ်သူ့မူရင်းကအဲ့တော့ကို့မှာအထူးအလှင်စလိုလုပ်စရာကိစ္စရှိတော့ဘာနဲ့သွားလဲအထူးအမြင်ရထားနဲ့သွားတယ်ဆိုလိုတာကအထူးအလှင်စလိုလုပ်စရာရှိတဲ့ကိစ္စဆိုရောဘာနဲ့သွားရလဲဆိုတော့အထူးအမြင်ရထားနဲ့သွားရတယ်အထူးအလှင်စလိုလုပ်စရာရှိတဲ့ကိစ္စဆိုတော့အထူးအမြင်ရထားနဲ့သွားရတယ်တိတ်မတင်နိုင်ဘူးဖြစ်နေတယ်လားဟိုနေမကောင်းတာမဟုတ်ဘူးအဲ့လိုစကား ချေချေဟပြောလိုက်လို့ရှင်လေအခြေအနေသိမကောင်းအဲ့ကြောင့်မလို့ဟိုတမင်တကပေးလေးနဲ့ပြောတာမဟုတ်ဘူးနော်တရှိဗီဒီယိုဖိုင်တွေကြည့်တဲ့ကျောင်းသားများဆိုရင်အများသောအားဖြင့်သိတယ်ဆရာမအရန်အပြေးတယ်ဆိုတာသိလိမ့်မယ်အဲ့ကြောင့်မလို့ဒါမဲ့လေပညာရဏမတင်တာကြရင်လေလေ ။အော်ငါ့ကိုစောင့်ကျောင်းသားတို့မသိဘူး။ကျောင်းသားတို့ကတော့မသိတာ။ကိုကလေဟဲ့ငါ့ကိုစောင့်နေကြမလား။ငါမတင်တာကြာပြီ။အဲ့ဒါနဲ့လေဖီစည်းတယ်။စိတ်ဖီစည်းတယ်။အဲ့တော့တင်မြန်တော့လေ။အာဒီဖိုင်မှာတိတ်မတင်နိုင်သေးဘူးဖြစ်နေတော့လေ။အာဒီဖိုင်လေးမှာတိတ်နားမလဲခင်လေ။ခုနပေးပါလို့အမကစာတင်အမြဲတမ်းအားနဲ့မှန်နေပဲတင်နေကြ။ဒါတော်တော်လေးကိုချင်းနေတိတ်တော့မကောင်းဘူးပေါ့နော်။ဒီဖိုင်တင်တဲ့ချိန်မှာတော့ကဲဒီမှာကြည့်မယ်။ဒါလေးဆိုရင်အမတင်တဲ့မှာတင်တဲ့စာအုပ်ရဆိုလို့ရှိရင်ဒါက M4 ဖတ်စာအုပ်မှာမပါဘူး M3 ရောက်မှတွေ့ရတဲ့ခန်းကြီးဒါပေမဲ့ တအုံနဲ့တအုံနဲ့တင်ရိုးတွေမတူဘူးတအုံနဲ့တအုံနဲ့တင်ရိုးတွေမတူဒီတင်ရိုးမှာက3ရောက်မှပါပေမဲ့ဒီတင်ရိုးမှာက4မှာတည်းပါတာမျိုးရှိတယ်။လက်ရှိတင်နှမ်းမှာတင်တာအရဆိုနံပါတ်9ခန်းကြီးကအန်3ရောက်မှပါတာ။ဒါပေမဲ့ကျောင်းသားတို့ယူပြီးတော့တင်ပေးတဲ့ထပ်ပြီးတော့ပညာရဏပြုပေးတဲ့အခြားဆောင်မှာကျတော့အန်4မှာပါလာလို့ထည့်တင်ပေးတာ။အဲဒါလေးကဒီခန်းကြီးလေးက public အများပြည်သူနဲ့ဆိုင်တာ။ဒါကပန်းချန်နေပါတယ်မှာပါတာမျိုး။ အခုတင်မိမဲ့ခန်းကြီးကခိုးအန်းကပန်းချံပန်းချံဆိုတာအများပြည်သူနဲ့ဆိုင်တာမလို့ public ကိုကိုစားပြုတဲ့ခန်းကြီးပါတယ်ပန်းချံမလို့ပန်းချံကိုကိုစားပြုတဲ့အစိပ်ပိုင်းပါဒီခန်းကြီးကအဲ့လိုခြံဝန်းတို့ဘာတို့ပန်းချံတွေပါတွေကိုပြောတာမျိုးပဲနောက်တစ်ခုဒါဆိုလေအမတင်နှမ်းမှာတင်တဲ့စာအုပ်အရာတင်ရိုးရဆို3မှာပါတာဒါပေမဲ့အခုပညာဒါနအတွက်တင်ပေးတဲ့စာအုပ်ရဆို4မှာတွေကပါလာတယ်ဒါလေးကခန္ဓာကိုယ်ခန္ဓာကိုယ်ဒီခန်းကြီးလေးကပြုစုပြိုးထောင်တာ ဒါ body ဒါကပြုစုပြိုးထောင်တာအဲ့တော့ခန္ဓာကိုယ်ကိုပြုစုပြိုးထောင်တာဂျင်ဆော့တာမျိုးခန္ဓာကို body training လုပ်တာမျိုးတိုင်းအခုသူ့နောက်မှာတိုင်းအခုကန်းဆိုပြီးထည့်လိုက်လို့ရှိရင်အဲ့ဒါဂျင်ကမ်းမတွေပါတွေဖြစ်သွားတယ်ခါရရဆိုတဲ့ခန္ဓာကိုယ်ကိုပြုစုပြိုးထောင်တာဒါခန္ဓာကိုလေ့ကျင့်တာတို့တွေဂျင်ဆော့တာခန္ဓာကိုယ် trainer မျိုးပြောတာတိုင်းအခုဒါကစတဲ့နာဒါကပြုစုပြိုးထောင်တာ စာတင်ပြီးတော့ပြုစုပြူထောင်တာကိုပညာရေးလို့ခေါ်တယ်။တင် जा ပေးပြီးတော့ကလေးတွေကိုတင် जा ပေးပြီးတော့ပြုစုပြူထောင်တာကပညာရေးခန္ဓာကိုယ်ကိုပြုစုပြူထောင်တာကြတော့ခန္ဓာကိုယ်လေ့ကျင့်ခန်းတွေပါလေလောက်တာမျိုးကျင်နေပါလေစောတာမျိုးပြောတာဒါကဆိုင်ဒါကဆိုင်ဒါဥယေခန်းကြီးအပေါ် ဆိုင်ရဲ့အပေါ်မှာဘာရှိလဲဆိုတော့ခေါမိုးတက်ရှိတယ်လို့မှမတို့တွေဒါပါလို့ပုံစံမျိုးပေါ့ခေါမိုးတက်ပေါ့အချို့သူကိုရီးယားကားတွေမှာခေါမိုးတက်ပေါ်တက်ပြီးတော့အေးတောက်တာမျိုးဆိုဂျူတောက်တာမျိုးအဲ့လိုမျိုးခေါမိုးရဲ့အပေါ်ခေါမိုးတက်လို့ဆိုင်ဆိုင်ကန်းကြီးနဲ့အပေါ်နဲ့တွင်ဆိုင်ရဲ့အပေါ်မှာခေါမိုးတက်ခေါမိုးတက်ရှိတယ်လို့မှတ်လိုက်မယ်ဆိုင်ရဲ့အပေါ်မှာခေါမိုးတက်ရှိတယ်လို့မှတ်လိုက်မယ် ည်းနည်းလေးများနားမလည်ခင်ဟို rap လုပ်ပြီးပြန်နှောက်ထောင်းပေးပါနော်အမဒါအရင်ပုံစံနဲ့တိတ်တင်ထားတာမဟုတ်တော့တိတ်တော့အားမရပါဘူးတင်လက်စာကြီးဖြစ်နေလို့ပြန်မရိုက်ရှင်လို့ဆက်တင်နေတာပါ မှန်ကန်တာနဲ့လနဲ့တွင်တို့တွေမှာအမြဲတမ်းကိုနဲ့ပဲပြောပါတယ်ငါမှန်မှန်ကန်ကန်နေတော့မယ်ငါညစာတွေမစားတော့ဘူးငါဘာလုပ်တော့မယ်ညာလုပ်တော့မယ်မှန်ကန်တဲ့ဟာတွေလုပ်တော့မယ်လို့ဆုံးဖြတ်တဲ့လကများသောအားဖြင့်နှစ်တစ်ကူလမှာဆုံးဖြတ်တာများတယ်အထူးသဖြင့်တလာပိုင်းတရက်နေတော့ဘာလို့အဲ့လိုမျိုးသူတိတ်ပြီးတော့ serious move ပေါ့နော်ဒါပေမဲ့တကယ်တကယ်ကြော်သွားလို့ရှင်နေတဝင်းရတဝင်းမှာပဲအဲ့တော့မှန်မှန်ကန်ကန်နေတော့မယ်လို့ဆုံးဖြတ်ဖြစ်တဲ့လကနှစ်တစ်ကူလမျိုးပါစာတင်ပေးဖို့အတွက်ဘာသာရက်တွေရေးထားတာကဘယ်ထဲမှာလဲဆိုတော့ဖတ်စာအုပ်ထဲမှာပါ စုဝေးတာမလို့ဒီကန်းကြီးကိုကစုဝေးတာမလို့သူ့ရဲ့ဒိဗယ်စုဝေးတာဒီတွဲလုံးလေးကဘာလေးလဲဆိုတော့ကိုက်ညီတာ အမတို့စုဝေးကြတယ်ဆိုတာကကိုက်ညီတဲ့လူစိတ်သဘောထားချင်းကိုက်ညီတဲ့လူတွေစုဝေးကြတာဝကြစာကြောင်းနေပြောင်းလဲတာရင်ချင်းမှုပုံမူတည်ပြီးတော့ဝကြစာကြောင်းဖွဲ့စည်းပုံနေမတူကြဘူးရင်ချင်းမှုပုံမူတည်ပြီးတော့ဝကြဖွဲ့စည်းပုံနေပြောင်းလဲတယ်ပေါ့နာမည်ရှိတာကိုနောက်တစ်မျိုးဘလို့ခေါ်လို့ရလဲနာမည်ကြီးတာအထူးအလင်းစလိုလို့ဆရာကိစ္စရှိတော့အထူးအမြင်ရထားနေသွားတယ် ပန်းကျန်ပန်းကျန်ကိုခိုးအန်းလို့ခေါ်တယ်။ပန်းကျန်ဆိုတာလူအများနဲ့ဆိုင်တဲ့နေရာမလို့ public ကိုကိုစားပြုတဲ့ခန်းကြီးအနောက်ကတော့ပန်းကျန်ခန်းကြီးပေါ့။ခန္ဓာကိုယ်ကိုပြုစုပြထောင်နေဆိုတာခန္ဓာကိုယ်လေ့ကျင့်တာဂျင်းတွေပါတွေဆော့တာ။စာသင်ပေးပြီးတော့ပြုစုပြထောင်ပေးတာကိုပညာရေးလို့ခေါ်ပါတယ်။ဆိုင်ရင် အပေါ်မှာဆိုင်ရင်အပေါ်မှာဘာရှိလဲဆိုတော့ခေါမိုးရက်ရှိတယ်လို့မှတ်ပါမယ်နော်။ဒါဆိုဒုတိယပိုင်းအနေနဲ့မှန်ကန်တာလေးကိုမြေပြင်မယ်နော်။ မှကြည့်မယ်တစ်ချက်ဆိုရင်ဒီအစိအပိုင်းလေးကရက်တန်တာတိလားကြားရလားတော့မသိရက်တန်တာရက်တန်တာဆိုလိုတာဒါဟိုဘက်ထပ်နှွေးပေးဦးမယ်မှမှကြည့်မယ်ဒါဥဲတော့အကုန်သိမယ်ဥဲဒီရှေ့မှာတက်အဲ့ဒါလေးကိုဘလို့မှတ်မလဲဆိုတော့အပေါ်မှာကားဒစီရက်ရက်တန်ထားတယ်လို့မှတ်လိုက်မယ်အပေါ်မှာကားဒစီရက်တန်ထားတယ်ဒါလေးကရက်တန်တာအခုတွေးမယ် ဒီမှာတစ်ချက်လာတယ်တစ်ချက်နဲ့ရက်တန်နာနဲ့ပေါင်းရင်နံပါတ်1နေရာမှာပဲရက်တန်နေတာအစင်ရကြမသွားပဲနဲ့တစ်နေရာမှာပဲတစ်နေရာမှာပဲရက်တန်နေတယ်ဆိုတာ तू ဟာ तू ဖြေတဲ့ဖြေတွေကမှန်ကန်လို့တို့တွေအဖြေမားလို့ရှင်အစင်ကြကုန်ပါလေတစ်နေရာမှာပဲရက်တန်နေနိုင်တယ်ဆိုတာကိုဖြေတဲ့အဖြေတွေကမှန်ကန်နေလို့အဲ့တော့မှန်ကန်တာနဲ့လနဲ့တွေ့တော့မှန်မှန်ကန်ကန်နေပါမယ်လို့ပြောပြတဲ့လကနှစ်တစ်ကူလဒါဟုတ်သွားမယ် စာတင်တာဒီမှာဆိုတွဲလုံးက3ခုတောင်ပါတယ်စာတင်တာလေးကိုနှိပေးမယ်စာတင်နေဆိုတာမျိုးကမြေကြီးလိုမျိုးအောက်ဆုံးအဆင့်အခြေခံကနေစာတင်ရတယ်အရွယ်အားဖြင့်ပြောရင်ခိုးသွုံးမှုကလေးရွယ်ကနေစာတင်ရတယ်ဘာကြောင့်တင်လဲအမားတွေမလုံးမိအောင်အမားအမှန်ခွဲခြားတတ်အောင်လို့အမားတွေမလုံးမိအောင်အမားအမှန်ခွဲခြားတတ်အောင် စာတင်တာစာတင်နေဆိုတာကမြေကြီးလိုမျိုး အခြေခံဆင့်အားစာတင်ရတယ်အရွယ်အားဖြင့်ဆိုရင် ကလေးဘဝကစတင်ရတယ် ဘာကြောင့်တင်ကြလဲဆိုတော့အမားရွေးနေမရှိအောင်မလုတ်တကြအောင်စတင်ပေးတာဒါကစတင်တာနောက်ထပ်ခန်းကြီးကဘာသာရဲ့ဒီခန်းကြီးလေးကဂျပန်စာမှာဝါတာရှိကိုကိုစားပြုတာဝါတာရှိခန်းကြီးဒါကျဒီအရှိကအချမ်းလေးမြင်နိုင်ဝါတာရှိလို့ပဲယူပြောတယ်ဒီဟာလေးကိုယူပြီးတော့ဝါတာရှိကနှစ်ချက်နဲ့30နဲ့ဆိုတော့7နှစ်7နှစ်ထိုးတဲ့အထိပေါ့ဒီအရှိကအချမ်းလေးကို ဝါတန်ရှိလို့ယူပြလိုက်တာဝါတန်ရှိကနှစ်နဲ့10 12နှစ်ထိုးတဲ့အထိဘာသာရက်တွေကိုကြက်တယ်ဆိုတာဌာနကောင်းကောင်းမှာအလုပ်လိုချင်လို့ဒီကန်းကြီးလေးကတခါတည်းရမှာဘာသာရက်တခါတည်းရမှာဌာနဒီမှာတော့ဘာသာရက်ဖြစ်နေယူမယ်စာတင်ကြပေးဖို့အတွက်ဘာသာရက်တွေဒါလေးက M5 ကရေးတဲ့ခန်းကြီး M5 ကရေးတာတင်ကြပေးဖို့အတွက်ဘာသာရက်တွေရေးထားတာကဘယ်မှာလဲဆိုတော့ကျော့ကျော်လို့ခေါ်တဲ့ က်စာအုပ်ထဲမှာရေးထားတာဒီခန်းကြီးလေးကစုဝေးတာဒီအပေါ်ကအစိပ်အပိုင်းလေးကငှက်ကိုကိုစားပြူတယ်ညက်ညက်လေးတွေကအောက်ကအစိပ်အပိုင်းကတစ်ပင်တစ်ပင်မှာစုဝေးတယ်ညက်လေးတွေကတစ်ပင်မှာစုဝေးတယ်စုဝေးတယ်ဆိုတာစိတ်တက်ချင်းကိုက်ညီရတဲ့လူတွေပဲစုဝေးတာမလို့ဒီခန်းကြီးလေးကကိုက်ညီတာကိုက်ညီရဲဆိုတဲ့မူရင်းလေးကိုတော့မှအရှိယဖိုင်လေးမှာတင်ပြီးသွားပြီကိုက်ညီရဲဆိုတဲ့ခန်းကြီးလေးကိုအရှိယဖိုင်မှာတင်ပြီးသွားပြီနော် မပါမှာဆိုတော့ဒီမှာ day 4မှာပါတယ်เนาะကိုက်ညီတာเนาะကိုက်ညီတာเนาะတင်ပြီးသွားပြီเนาะကဲဒါဆိုလို့ရှင်စုဝေးတယ်ဆိုတော့ငှက်လေးတွေကတစ်ပင်ပေါ်မှာစုဝေးတယ်စုဝေးကြတယ်ဆိုတာစိတ်တဲ့ချင်းကိုက်ညီတဲ့လူပဲစုဝေးတာမလို့ဒီမှာဒါကကိုက်ညီတာเนาะနောက်တစ်ခုကဒါဝက်ကြစာကြောင့်အမတင်ပြီးသွားပြီ day 1မှာမောလို့ပြောပြီးသားအောင်မှာဒီပညာဒါနပြောနေပြောပြီးသားအောင်မှာထပ်မပြောတော့ဒါဝက်ကြစာကြောင့်ဒီမှာပြောင်းလဲတာဒီမှာလေဒါဝက်ကြစာကြောင့်ဒါပြောင်းလဲနှစ်ခုလုံး day 1မှာပါတယ်အဲ့တော့ ဝကြစာကြောင်းတွေကပြောင်းလဲတယ်ရေးပုံရင်းနီးပြောင်းလဲကြတယ်သူ့ရဲ့ယဉ်ကျေးမှုအတိုင်းဝကြစာကြောင်းတွေအပြောင်းလဲရှိတယ်သူတို့နိုင်ငံယဉ်ကျေးမှုအတိုင်းနာမည်ကြီးတာရှိတာနဲ့နာမည်နဲ့တွဲထားတယ်ရှိတာလေးကိုသင်ပေးမယ်တစ်ချက်နှစ်ချက်သုံးချက်အမကောမဲတတိတိရေသုံးချက်မကောက်ဘူးနော်ဒါလေးကလတိဒါလစာသင်ပေးနေတာတလားရှိပြီတစ်ချက်တိရေ လရင်စာရီတင်ပေးနေတာတလရှိပြီလို့မှတ်လိုက်မယ်ဒါရှိတာဒီကန်းကြီးအာရီမတ်ကရှိတာဒါကနမေအမကတပုံစံလေးမြင်တက်ဆန်လို့အများတန်းတင်ပေးတယ်တက်ဆန်ဆိုရင် အများကြီးပေါ့လူတွေအများကြီးခုချီပါဇက်ကနေခေါ်ဖို့အတွက်ဒါရှိတို့ရဲ့အမေကဒါရှိတို့နမေလေးတွေမှဲ့ပေးကြတယ်လူအများကြီးရဲ့ပါဇက်ကနေခေါ်လို့ရအောင်ဘာတွေမှဲ့ပေးလဲဆိုတော့နမေတွေမှဲ့ပေးခဲ့တယ်တိလ စာတင်တာတလားရှိပြီရှိတာ ਨੇ နာမည်နဲ့ပေါ့နော်နာမည်ရှိတာကနာမည်ကြီးရဲဆိုတဲ့သဘောပဲနောက်တစ်ခုကဒီကန်းကြီးပိုင်းအထူးဒီအရှိအအစိတ်ပိုင်းလေးက M5 ကနွားကန်းကြီးနွားအနောက်ကကန်းကြီးလေးကဖရာချောင်းကန်းကြီးဖရာချောင်းဖရာချောင်းကန်းကြီးဖြစ်ကြောင်းကိုအမသင်ခဲ့ပြီးပြီလားဆိုတော့ ရားကျောင်းခန်းကြီးကိုအော်တင်ခဲ့ပြီးပြီဒီမှာ day 5မှာ day 5မှာ day 5မှာဒီမှာတင်ခဲ့ပြီးပြီနော်မတင်ရသေးဘူးဆိုတင်ပေးမလို့တင်ပြီးပြီထပ်မပြောတော့ဘူးနော်အဲ့တော့ဒီရှိရခန်းကြီးလေးက n5 ကနွားဒါလေးကဖရားကျောင်းတရိษံနွားဆိုပေမဲ့ဖရားကျောင်းကမွေးထားတဲ့နွားဆိုတော့အထူးကယူဆိုင်ကြတဲ့တုတ်ခုတုတ်ခုလို့တို့ဥပမာပြောရင်ကွယ် ခွေးလေးတွေတောင်မှလမ်းမေးခွေးတဲ့ဆိုင်အိမ်နဲ့တထည်အိမ်မှဝေးထားတဲ့ခွေးလေးဆိုအထူးဂယူးဆိုင်တဲ့အဝေစာအစာအကုန်လုံးတကယ်ကလေးလိုမျိုးအထူးစပယ်ရှယ်ထားတာအဲ့လိုပဲတိရစ္ဆာန်နွားဆိုပေမဲ့ဖခင်เจ้าကမွေးထားတဲ့နွားဆိုတော့အထူးဂယူးဆိုင်ကြတယ်ဒီခန်းကြီးလေးပိုင်အထူးသူ့နောက်ကခန်းကြီးလေးကအလင်းစလိုလုတ်တယ်လောတယ်အလင်းစလိုလုတ်တယ်ဆိုတဲ့ခန်းကြီးလေးအပေါ်ကအစိတ်ပိုင်းလေးကခတာခဏခုနဲ့တူတယ်အလေက၃လေးနဲ့တူတယ်အောက်က ခိုခိုးတို့နှလုံးသားစမီးဝဲမီးကွန်းက၃နာရီမီးကွန်းအခု ဖြည့်သူချင်း၃နာရီပြည့်တော့မယ်ဆိုရင်ခိုခိုးတို့နှလုံးသားကစိတ်ကလောလာတယ်အလင်းစလိုလှုပ်လာတယ်ကြုံမှုမလားဆရာမ၅မိနစ်ပဲကျန်တော့တယ်နော်၂မိနစ်ပဲကျန်တော့တယ်နော်စသဖြင့်တကယ်စမီးဝဲကြီးမီးကွန်းနေက၃နာရီမီးကွန်းနေအခုခုလေးနဲ့ဒူလို့၃နာရီပြည့်တော့မယ်ဆိုရင်တို့တွေခိုခိုးတို့နှလုံးသားကဘာဖြစ်လာလဲဆိုရင် လောလာတယ်အလင်းစလိုလှုပ်မိလာတယ်အဲ့တော့ ဒါကအထူးအထူးအလင်စလို့လုံးစရာကိစ္စတွေရှိတော့ဘာနဲ့သွားလဲဆိုတော့အထူးအမြင်ရထားနဲ့သွားမယ်ဒီကန်းကြီးလေးက N3 မှာဒါပေမဲ့အခုတော့ဒါ N4 ဝဲမှာပါလာတယ်ဒီကန်းကြီးလေးမြင်မှတ်ထားအများပြည်သူနဲ့ဆိုင်တာ public ဒီမှာကြည့်မယ်အပေါ်က၈ပုံစံလေး၈ခန်းကြီးပုံစံအောက်ကမှုပုံစံခါတာခဏမှုပုံစံလေး၈နာရီထိုးတဲ့အထိမှုလို့ရတဲ့နေရာကအများပြည်သူနဲ့ဆိုင်တာ ပပလစ်နဲ့ဆိုင်တဲ့ပန်းချန်တွေအအင်းရတို့ဘာတို့စသဖြင့်ဖျားတို့အဲ့တော့၈နာရီထိည၈နာရီထိမုတို့တွေရွေးလို့ရတဲ့နေရာ၈နာရီထိမုလို့ရသေးတဲ့နေရာရွေးလို့ရတဲ့နေရာကပပလစ်နဲ့ဆိုင်တဲ့နေရာတွေအများပြည်သူနဲ့ဆိုင်တဲ့နေရာတွေပန်းချန်ပန်းချန်ဆိုတာတနိုင်ငံလုံးကပန်းချန်မို့ပန်းချန်ကသူ့ဘောင်တဲ့သူချန်စီယိုလေးဘက်လေးလံပေါင်ခတ်ထားတဲ့ပန်းချန်ကသူ့ရဲ့နန်နမိတ်အကျယ်ဝန်းမှာပေါင်ခတ်ထားတယ်ရှင်တို့တမီးစားထားဘူးကြရင်ပန်းချန်သွားရင် ကိုယ့်အိမ်နဲ့နီးတဲ့ပန်းချံသွားမလားဝေးတဲ့ပန်းချံသွားမလားတွေးကြည့်ဝေးတဲ့ပန်းချံပဲသွားမှာပေါ့ဘာလို့အဲ့လိုပြောလဲဆိုတော့တူအိုးကြီးခန်းကြီးထဲထားလို့တူအိုးကြီးခန်းကြီးဒေးဝမ်းမှာပါတယ်ဒေးဝမ်းမှာတူအိုးကြီးခန်းကြီးတူအိုးကြီးခန်းကြီးကိုအရှိကလမ်းမပါတာပဲရှိတာပြန်ပြောရင်ပန်းချံဆိုတာလေးပဲလေးလဲဥမာပန်းချံရင်မှာဆိုရင်ပန်းချံတကားပိတ်သွားပြီးပန်းချံပိတ်သွားပြီးတကားဆီးလိုက်ပြီးလေးပဲလေးလံပေါင်ခတ်ထားတယ်ပန်းချံဒလဟောကြီးမထောင်းလေးပဲလေးလံပေါင်ခတ်ထားတယ် ပန်းချံတစ်ခုသွားရင်ကို့အိမ်နဲ့ဝေးတဲ့ပန်းချံပဲသွားမှာမလို့ဝေးတဲ့ခန်းကြီးကောက်ထည့်လိုက်တယ်။တူအိုးကြီးခန်းကြီးပုံစံကောက်ထည့်လိုက်တယ်။ဒါကအများပြည်သူနဲ့ဆိုင်တဲ့နေရာက၈နာရီအထိမူလို့ရတဲ့နေရာကအများပြည်သူနဲ့ဆိုင်တဲ့နေရာပန်းချံဆိုတာလေးဘက်လေးလံပေါင်းခတ်ထားတယ်။ပန်းချံသွားမယ်ဆိုရင်ဝေးတဲ့ပန်းချံပဲသွားမယ်။အနီးနားပန်းချံကိုမသွားဘူး။ပေါင်းလိုက်တော့ခိုးအန်ပန်းချံဆိုတာအများပြည်သူနဲ့ဆိုင်တာမလို့အများပြည်သူနဲ့ဆိုင်တဲ့ခန်းကြီးဒါလေးကပန်းချံကိုကိုယ်တိုင်ပြည့်တဲ့ခန်းကြီး နောက်တစ်ခုခန္ဓာကိုယ်လူတွေအားလို့အခုခေတ်မှာစာအုပ်စာပေတွေကတစဉ်ခန္ဓာကိုယ်အကြောင်းလေ့လာလို့ရပြီပြုစုပြုထောင်တာလေးကိုသင်ပေးမယ်ပြုစုပြုထောင်နေဆိုတာကဒီမှာအမိုးကိုယ့်ရဲ့အမိုးအောက်ကနေမှုတနေ့မှုဝါကြတဲ့အခါသာသမီတွေဘောကွယ်မိဘဆိုတာကသာသမီတွေကိုယ့်ရဲ့ကိုယ့်အုပ်ချုပ်မှုအမိုးအောက်ကနေတနေ့မှုဝါကြတဲ့အခါလာရှိတဲ့နေရာလိုမျိုးလာဆိုတာအမြင့်ဆုံးမှရှိတာ အမြင့်ဆုံးလိုနေရာမျိုးရောက်နေအောင်ပြုစုပြုထောင်မေးကြတယ်။ကိုယ့်ရဲ့အုပ်ချုပ်မှုအမိုးအောက်ကနေတနေ့ထွက်ခွာသွားကြတဲ့အခါ မှုဝါကြတဲ့အခါလာရှိတဲ့နေရာလိုမျိုး အမြင့်ဆုံးလိုနေရာမျိုးကိုရောက်နိုင်အောင်ပြုစုပြုထောင်မေးကြတယ်။အဲ့တော့ခန္ဓာကိုယ်ကိုပြုစုပြုထောင်နေဆိုတာဂျင်းစော့တာအပေါ်မှာတင်တဲ့စာတင်တာစာတင်ပေးပြီးတော့ပြုစုပြုထောင်နေဆိုတာပညာရေးတင် जा ပေးခြင်းအဖြစ်ပြုစုပြုထောင်ပေးတယ်ဆိုတာဒါကိုပညာရေး ခန္ဓာကိုယ်ကိုပြုစုပြုထောင်တာကြတော့ဒါအားကစားလုပ်တာဂျင်းစော့တာဆိုင်နဲ့အပေါ်နဲ့ပေါ့နော်ဆိုင်ရဲ့အပေါ်မှာခေါင်းမိုးတဲ့ရှိတယ်ဆိုင်ဆိုင်နဲ့ဆိုင်ဖြစ်တော့မယ်ဆိုလို့ရှင်ဒီမှာအမိုးကာရှိရတယ်ဆိုင်နဲ့ဆိုင်ဖွင့်တော့မယ်ဆိုရင် အမိုးအကာအမိုးတော်မှာဒီမှာမသိရင်ဆိုင်မုတ်ထည့်လို့ရတဲ့အမိုးမျိုးဆိုင်မုတ်ထည့်လို့ရတဲ့အမိုးမျိုးပြီးရင်ဆိုင်နဲ့ဆိုင်ဖွင့်ထားပြီဆိုရင်တနေကုန်အိုက်ဆိုင်ရှိတဲ့နေရာကိုမှုနေရတယ် ဟုတ်တယ်နော်ဆိုင်ဖွင့်ပြီးယူရင်လည်းလူယူဝါဟေးခိုးကျင်တဲ့လူခိုးဝါလို့လုံးလုံးမရဘူးဆိုင်နဲ့ဆိုင်ရဲ့လို့ဖွင့်တော့မယ်ဆိုရင် အမိုးရှိရတယ်အမိုးတောင်မှအမိုးပုံစံလေးရမသိရင်ဆိုင်ပုတ်စားစားထိုးလို့ရတဲ့အမိုးမျိုးဆိုင် ဖွင့်ထားရင်တနေကုန်မှုရတယ်အဲ့ဆိုင်ရှိတဲ့နေရာကိုမှုရတယ်ဘယ်ဟာမှုမလဲမြေကြီးပေါ်ကမှုပေါ့လေပေါ်ကမှုလို့မှမပြမြေကြီးပေါ်ကနေမှုရတယ်နားထောင်ကြည့်နော်ဆိုင်နဲ့ဆိုင်ဖွင့်တော့မယ်ဆိုရင်အမိုးထည့်ရတယ်အမိုးတောင်မှဆိုင်ပုတ်တက်လို့ရတဲ့အမိုးမျိုးဆိုင်နဲ့ဆိုင်ဖွင့်ထားရင်တနေကုန် အဲ့ဆိုင်ရှိတဲ့နေရာပဲမှုနေရတယ်၊ရွေ့နေရတယ်။ဘယ်ဘောကမှုမလဲ။ညီကြီးဘောကမှုတယ်ဆိုင်။အဲ့ဒီဆိုင်ရဲ့ဥယ်အပေါ်ရက်မှာဘာရှိလဲဆိုတော့ခေါင်းမိုးရက်ရှိတယ်လို့မှတ်မယ်။စ조사ပြီးတော့သင်ပေးထားပါတယ်နော်။နားမလည်ရင် define လေးကိုပြင်ပြင်ပြီးတော့ရစ်ပြီးတော့ကြည့်ပေးပါနော်။ဒါလေးကတော့6ဖိုင်မြောက်ပါရှင်။